မင်္ဂလာပါရှင်ကျွန်မတီကာပါဒီနေ့ဖော်ပြပေးခြင်းတဲ့သတင်းအကြောင်းအရာကတော့အိန္ဒိယမိုးလေဝသဌာနရဲ့7ရက်လေးလ2025ရက်နေ့ခန့်မှန်းချက်တွေအရပုံမအားကောင်းတဲ့လေပြင်းအားနဲ့ရှုံဝန်ဝက်မက် low pressure area ကတော့မင်္ဂလာပင်လယ်အနောက်ပိုင်းမှာတည်တည်တာတာအားနေသွားတာဖြစ်ပါတယ် ခမန်းချက်တွေရတော့နောက်လာမဲ့7နှစ်အတွင်းမုံတိုင်းဆဲကိုတင်ဆောင်လာတဲ့လေပွေလိုင်းတွေဟာအာရုံနဲ့သွားမှဖြစ်ကြောင်းခမန်းထားပါရယ်အဆိုပါမုံတိုင်းဆဲတွေကြောင့်လာမဲ့24နှစ်အတွင်းမှာချင်းပြည်နယ်ရခိုင်ပြည်နယ်အေရတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းရှမ်းပြည်နယ်မွန်ပြည်နယ်ခရနီပြည်နယ်ကရင်ပြည်နယ်နဲ့တရင်းနိုင်တိုင်းဒေသတွေမှာနေရာစိတ်စိတ်ကနေနေရာကွက်ကြားမိုးထစ်ကြုံရွာသွမ်းမယ်လို့လဲဆိုပါရယ် မန်လေးတိုင်းနေပြီးတော့ကောင်းစီကချင်ပြည်နယ်စကိုင်းတိုင်းနယ်မကွေးတိုင်းမှာနေရာကျဲကျဲမိုးရွာသွန်ပါမယ်ငလျင်ဖေးတဲ့နယ်သူတွေအနေနဲ့နေ့လယ်ပိုင်းနဲ့ညနေပိုင်းတွေမှာစိုက်စင်းလေပြင်းတွေတိုက်ခတ်တာမိုးတိုက်တောင်ဖြစ်ထွန်းလာတဲ့နယ်အတူတူနောက်ဆက်တဲ့ကြမ်းမာရေးဆရာအန်ရီတွေကိုအထူးသတိပြုနိုင်ကြဖို့နဲ့အမိုးကာတွေကြိုတင်ပြင်ဆင်နိုင်ကြဖို့အသိပေးလာခဲ့တာဖြစ်ပါတယ်။ မိုးလေဝသအခြေအနေတွေဟာအချိန်နဲ့အမျှပြောင်းလဲဖြစ်ပေါ်နေတဲ့အတွက်လည်းထောက်ပြန်ကြေညာချက်တွေကိုသတိပြုဆောင်ကြဉ်နိုင်ဖို့လည်းတိုက်တွန်းလာခဲ့တာဖြစ်ပါတယ်။ဒါ့အပြင်2025ခုနှစ်ဧပြီလ17ရက်နေ့မြန်မာစံတော်ချိန်ည8:48မိနစ်အချိန်ကမှာတော့နေပြည်တော်ကောင်းစီတာကုန်းမြို့အနီးမြေအောက်အနက်10ကီလိုမီတာကိုဗဟိုပြုတ်ပြီးတော့အင်အားရတာစကေ၄.၆အဆင့်နဲ့အင်အားအသင့်တက်ရှိတဲ့မြင်းလေးတစ်ခုထပ်မံလှုပ်ခတ်ခဲ့ပါတယ်။ စကိုင်းငလျင်ကြီးရဲ့နောက်ဆက်တွဲငလျင်ငယ်တွေဆက်လက်လှုပ်ခတ်နိုင်တဲ့အတွက်လည်းငလျင်ပင်ဆောင်ရံဆောင်ရံတရေပူရံနဲ့အညီနေထိုင်ကြဖို့ထပ်မံအသိပေးလာခဲ့တာဖြစ်ပါတယ်။ဆက်လက်ပြီးတော့လည်းအေပယ်လာရဲ့အနှိမ်ဆုံးအပူချိန်စံချိန်တက်ကိုဖော်ပြပေးပါမယ်။မြင်းကြီးလမ်းမျိုးမှာတော့၁၂ရက်လေးလ2025မှာတော့၁၁.၈ဒီဂရီဆယ်စီယပ်53.2ဒီဂရီဖာရင်ဟိုက်နဲ့ အနှိမ့်ဆုံးအပူချိန်စာချိန်သက်တင်တယ်လို့မလို့သားနဲ့ဇလားပေတာညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ဆက်လက်ပြီးတော့အေဗရာ73ရက်နေ့အတွက်မလို့သားခံမှန်းချက်ကိုဖော်ပြပေးပါမယ်။ပင်လယ်ပင်လယ်အခြေအနေကတော့ကပလီပင်လယ်နဲ့ဘင်္ဂလားပင်လယ်အော်မှာ တင်တင်တဲ့ကနေတည်ထူတတ်ပါတယ်ပင်လယ်ပြင်ခြေနေကတော့ရခိုင်ကရက်နဲ့မြဝကျွန်းပေါ်ဒေသတွေမှာလေဟာအနောက်အနောက်မြောက်ဘက်ကနေတနအိဝ9မိုင်ကနေ10မိုင်ကတိုက်ခတ်နိုင်ပြီးတော့လှိုင်းနေငယ်ကနေလှိုင်းတည်တည်ရှိပါမယ်တနအိကရက်နဲ့မုံတမကွေ့မှာတော့လေဟာအရှိအရှိတောင်ဘက်ကနေတနအိကို10မိုင်ကနေ -10 ကတိုက်ခတ်နိုင်ပြီးတော့လှိုင်းနေငယ်ကနေလှိုင်းတည်တည်ရှိပါမယ် မိုးကြိမ်တွေကတော့မြန်မာနိုင်ငံတဝမ်းလုံးမှာနေရာအနှံ့ပြားမှုတစ်ကြုံရွာပါမယ်။နေမှုကြိမ်တွေကတော့မြန်မာနိုင်ငံတဝမ်းလုံးမှာနေမှုကြိမ်တွေရောကြပါမယ်။မြို့ကြိမ်တွေကတော့မြန်မာနိုင်ငံတဝမ်းလုံးမှာမြို့ကြဆင်းမှုရောကြပါမယ်ရှင်။ဆက်လက်ပြီးတော့2025ခုနှစ်ဧပြီလ12ရက်နေ့ဒီနေ့မောလဲ2နာရီချိန်နေ့စဉ်မိုးလေဝသတင်းကိုဖော်ပြပေးပါမယ်။ဂျမန်နေ့မနက်9နာရီခွဲချိန်ကနေဒီနေ့မနက်9နာရီခွဲချိန်ထိမိုးလေဝသတိုက်ထွားချက်တွေရတော့လွန်ခဲ့တဲ့24နာရီအတွင်းကစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနဲ့ကယားပြည်နယ်မှာတိမ်သည်တဲ့ဖြစ်ထွန်းခဲ့ပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ရှေ့ပိုင်းမှာနေရာကွက်ကြားမန္တလေးတိုင်းဒေသကြီးနဲ့ချင်းပြည်နယ်မှာနေရာကျဲကျဲမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းမှာနေရာစိမ့်စိမ့်နဲ့ကျန်တိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာနေရာနှက်ပြမုတ်တကြုံရွာသွုံးပြီးတော့မကွေးတိုင်းဒေသကြီးမှာနေရာကွက်ပြီးမူကြီးခဲ့ပါတယ်။နေဦးချိန်တွေကတော့ကချင်ပြည်နယ်မှာအေပယ်လာရဲ့ပြန်မြအပူချိန်ထက်30ဒီဂရီဆယ်စီယပ်ပိုခဲ့ပြီးတော့ရောင်တိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးကယားပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းမှာတော့အေပယ်လာရဲ့ပြန်မြအပူချိန်အောက်1ဒီဂရီဆယ်စီယပ်နဲ့ မန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းအေရဝတီတိုင်းဒေသကြီးကရင်ပြည်နယ်ချင်းပြည်နယ်မှာအေဗေရာရဲ့ပြင်းပြပူချိန်အောက်3ဒီဂရီဆယ်စီယက်ကနေ4ဒီဂရီဆယ်စီယက်အထိညွှန်နေခဲ့တာ တတိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာအေပယ်လာရဲ့ပြင်းပြပူချိန်ကသာရှိခဲ့ပါတယ်။17ရက်လေးတာ2025ရက်နေ့မှာဖြစ်ပေါ်ခဲ့တဲ့ထူးခြားတဲ့ညနေပူချိန်ကတော့တောင်တင်းကြီးမြို့မှာ39.5ဒီဂရီဆက်စီရဲ့ပြင်းမနာမြို့မှာ38.9ဒီဂရီဆက်စီရဲ့ရွှေချင်းမြို့မှာ38.4ဒီဂရီဆက်စီရဲ့ကြောက်ဆယ်လွန်ကျော်နဲ့တောင်ဝမြို့မှာတော့38.3ဒီဂရီဆက်စီရဲ့တောင်ဝလေကြောင်းမြို့လဝသားနဲ့ချောင်းမြို့မှာတော့38.8ဒီဂရီဆက်စီရဲ့မကွေးမှာ39.9ဒီဂရီဆက်စီရဲ့ ရမဲသိမ်းမြို့တာစီလှိုင်းတက်နဲ့ကုန်းရိပ်မြို့မှာတော့39.5ဒီဂရီဆက်စီယက်တွေဖြစ်ကြပါတယ်။မှတ်သားပေါ်ရမွေးချင်တွေကတော့ဘင်းမြို့မှာ2.36လက်မှာ၊ပဲခူးမြို့မှာ2.24လက်မှာ၊ကောတောင်မြို့မှာ2.69လက်မှာ၊မကွေးမြို့မှာ2.69လက်မှာ၊ကြိုက်ကမိမြို့မှာ2.61လက်မှာ၊တဝယ်မြို့မှာ2.59လက်မှာ၊လှဲခူးမြို့မှာ2.46လက်မှာ၊မလမြိုင်ကျွန်းမြို့မှာ2.29လက်မှာ၊ကြိုက်လက်မြို့မှာ2.23လက်မှာနဲ့ဇလုံမြို့မှာ2.18လက်မှာတွေဖြစ်ကြပါတယ်။ ဘင်္ဂလားပင်လယ်အခြေအနေကတော့ကပလီပင်လယ်ပြင်ဘင်္ဂလားပင်လယ်အရှေ့တောင်ပိုင်းနဲ့အရှေ့လယ်ပိုင်းမှာတိမ်သည်တွေကနေတည်ထူတတ်ပြီးတော့ကျန်ဘင်္ဂလားပင်လယ်မှာတိမ်နေငယ်ဖြစ်တော့ပါတယ်။မနက်ဖြန်မနက်ချိန်ဒီခံမှန်းချက်ကတော့ရောက်တိုင်းဒေသကြီးဘကုတိုင်းဒေသကြီးတရင်နိုင်တိုင်းဒေသကြီးကရင်ပြည်နယ်နဲ့မွန်ပြည်နယ်မှာနေရာအနှံ့ပြားနေပြီးတော့မန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီး ။ဤအဝိတိုင်းဒေသကြီးကယားပြည်နယ်ရှမ်းပြည်နယ်တောင်ပိုင်းနယ်ရှီဘက်မှနေရာစိမ့်စိမ့်၊ကချင်ပြည်နယ်၊ရခိုင်ပြည်နယ်မှာတော့နေရာကျဲကျဲနဲ့ကြံတိုင်းဒေသကြီးနယ်ပြည်နယ်တွေမှာနေရာကွက်ကြားမိုးတကြုံရွာသွန်းပြီးတော့ရောင်တိုင်းဒေသကြီးကရင်ပြည်နယ်နဲ့မွန်ပြည်နယ်မှာနေရာကွက်ပြီးမူကြည့်ပါမယ်။ရွာအရံလုံး80ဖြစ်ပါတယ်။မိုးတိုက်တောင်ဖြစ်ပေါ်မှုချက်တွေကတော့ရောင်တိုင်းဒေသကြီး၊ဘိုးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊ဤအဝိတိုင်းဒေသကြီး၊သရဲနိုင်တိုင်းဒေသကြီး၊ကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့ရခိုင်ပြည်နယ်မှာမိုးတိုက်တောင်ဖြစ်ထွန်းလျက်ရှိပြီးတော့အဆိုပါမိုးတိုက်တောင်ရွှေရှားရနေရာတခြားမှာတော့မိုးရွာသွန်းတာတွေနဲ့အတူတူလေပြင်းတိုက်ခတ်တာမိုးတိုက်ကြုံတာမိုးကြိုးပြစ်တာလျှ ဲစည်းလက်တာနဲ့မိုးသီးကြွေတာစတဲ့မိုးလေဝသဖြစ်စဉ်တွေဖြစ်ပေါ်နိုင်တဲ့အတွက်ကြိုတင်သတိပြုနိုင်ဖို့အကြံပြုထားပါတယ်။မြမပင်လယ်ပြင်မှာလှိုင်းသစ်တဲ့ရှိပါမယ်။လှိုင်းမြဟာမကန်ရတဲ့တချောင်းနဲ့ကန်လွန်ပင်လယ်ပြင်မှာ၅ဘီကနေ၈ဘီကရှိပါမယ်။နောက်နှစ်အတွက်ခမန်းချက်ကတော့နေပြည်တော်ရောက်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးအေရတိုင်းဒေသကြီးသတင်းနိုင်တိုင်းဒေသကြီးကယားပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မှာနေရာစစ်ဆေးကနေနေရာအနှံ့ပြမှုတွေကြုံရပါမယ်။ နေပြည်တော်နဲ့ညီတော်အတွက်မနက်ပတ်မနက်ချိန်ဒီခံမှန်းချက်ဟာတိုင်သေးတဲ့ဖြစ်တော်ပြီးတော့မိုးထကြုံပြီးနေရာခွဲကြောင်းမှုရပါမယ်။ကျောင်းရံလုံး60ဖြစ်ပါတယ်။ရောင်မြို့နဲ့ညီတော်အတွက်မနက်ပတ်မနက်ချိန်ဒီခံမှန်းချက်ဟာနေရာခွဲကြောင်းမှုတက်ကြုံရပါမယ်။ကျောင်းရံလုံးပြည့်ဖြစ်ပါတယ်။မန္တလေးမြို့နဲ့ညီတော်အတွက်မနက်ပတ်မနက်ချိန်ဒီခံမှန်းချက်ဟာတိုင်သေးတဲ့ဖြစ်တော်ပြီးတော့မိုးထကြုံပြီးနေရာခွဲကြောင်းမှုရပါမယ်။ကျောင်းရံလုံး60ဖြစ်ပါတယ်ရှင်။ ဆက်လက်ပြီးတော့အေပယ်လာ12ရက်နေ့မနက်အစောပိုင်းကစလို့နေ့လယ်မွန်းလယ်ပိုင်းညနေချိန်တွင်မိုးအပင်ပန်းတလုံးညောင်းတော့ဖြာပုံဘူးကလေးလင်းမျက်နာတနုပြူကြောက်တန်းသုံးကွာကွန်းကြောင်ကိုတော်တေးကောမှုအလောတကုံမျိုးတဲ့တောင်ပိုင်းဘုတထောင်းတကုံ ဖဆောတောင်လှိုက်တရာအင်းစိန်မြင်လာတော့ရှိပြီးသားထပ်တပဲတိုက်ကြီးမြောက်ကလာပါရန်ကင်းမယန်းကိုလက်ကူးဒေတာတွေအပါဝဲကရင်ပြည်နယ်နဲ့မွန်ပြည်နယ်မှာနေ့လယ်တနာရီတိမိုးအောင်ပြီးတော့နေရာကျဲကျဲမိုးထစ်ကြုံတွေဆက်လက်ရွာသွန်းနေဦးမယ်လို့လည်းဆိုပါရယ်။ ARN တိုင်းဘက်ကဝင်လာတဲ့တိုက်တိုက်တွေကြောင့်ရန်ကုန်နဲ့ပဲခူးမှာမိုးပြားနိုင်ပြီးတော့မွန်ပြည်နယ်ကရင်ပြည်နယ်ဘဝဒိုင်းအနောက်ခြမ်းနဲ့နေပြည်တော်ဘက်ကိုတိုက်တွေဆက်ရတာတွေ့ရတယ်လို့လည်းဆိုပါရယ်။ဆက်လက်ပြီးတော့လည်းအိန္ဒိယမှာအချိန်မကမဟုတ်မိုးရွာသွန်းပြီးတော့လူတရာကအသေဆုံးတဲ့ကြောင်းဖော်ပြပေးပါမယ်။ အိန္ဒိယနဲ့နေပေါ်နိုင်ငံရဲ့နေပြည်တော်အစိမ့်ပိုင်းတွေမှာအချိန်ကာမို့မိုးသည်ထန်စွာရွာသွန်းပြီးတဲ့နောက်ဗုဒ္ဓဦးနေကလေးကလူပေါင်း၁၀၀ကျော်သေဆုံးခဲ့တယ်လို့တောင်းရှိတဲ့သတင်းကဆိုပါရတယ်။အိန္ဒိယမူလဝသဌာန IMD ကဗုဒ္ဓဦးနေမှာမူလဝသအန္တရာယ်များစွာကိုသတိပေးခဲ့ပြီးတော့အများအပြားကျုံလာမှာစတင်နေရှိတဲ့မုတ်တုံရာသီနဲ့အတူတူဆက်ဆက်နေတဲ့မိုးသည်ထန်စွာရွာသွန်းမှုရှိပေမဲ့အနောက်ဘက်မှာအပူလိုက်အခြေအနေတွေနဲ့အရှေ့ပိုင်းနဲ့အနေပိုင်းဒေသမှာမိုးကြိုးမုန်တိုင်းတွေဖြစ်နိုင်တယ်လို့ခန့်မှန်းပါရတယ်။ ပေးခဲ့တဲ့နှစ်ရက်အတွင်းပြည်အပြည်နယ်မှာတော့မိုးရွာသွန်းမှုဆက်နွယ်တဲ့ဖြစ်စဉ်တွေကြောင့်အနည်းဆုံးလူ82ယောက်သေဆုံးတဲ့အကြောင်းအရှေ့ပိုင်းပြည်နယ်သမဝဘေးရန်နယ်စီမံခန့်ခွဲရေးဌာနကဆိုပါရယ်တချိန်ထဲမှာပဲအိန္ဒိယနိုင်ငံရဲ့လူကြီးအများဆုံးပြည်နယ်ဥတ္တရပရဒက်မှာမိုးကြိုးပစ်တာနဲ့မုန်တိုင်းနဲ့ဆက်ဆက်တဲ့ဖြစ်စဉ်တွေကြောင့်လူ78ယောက်သေဆုံးတဲ့အကြောင်းအာဏာပိုင်တွေကဆိုပါရယ်အိန္ဒိယနေပေါ်မှာတော့မိုးကြိုးပစ်တာနဲ့မိုးသည်ထန်စွာရွာသွန်းတာကြောင့်လူအနည်းဆုံး8ယောက်သေဆုံးခဲ့တဲ့အကြောင်းအမျိုးသားသမဝဘေးရန်နယ်အာဏာပိုင်အဖွဲ့ကတာဝန်ရှိသူတွေကဆိုပါရယ်အိန္ဒိယနိုင်ငံရဲ့မိုးလေဝသဌာနကတော့တရင်နာနေအထိအိန္ဒိယနိုင် င်ကအလဲပိုင်းနဲ့အရှိပိုင်းမှာမိုးကြုံမုန်တိုင်းတွေလျှက်စီးကြောင်းနေတဲ့လေပြင်းတွေနဲ့အတူတူမိုးပုံမိုးရွာသွန်းမယ်လို့ခန့်မှန်းထားပါတယ်။ဒါအပြင်မြေငွေကြီးမလှုပ်ရှားခင် သုံးသက်ချက်နဲ့ခန့်မှန်းချက်ကိုဖော်ပြပေးပါမယ်။ လွန်ခဲ့တဲ့မတ်လ28ရက်နေ့ကမြန်မာတဝမ်းလုံးတိမ့်သိမ့်တုန်ခါသွားခဲ့ရပြီးတော့မြန်မာတမိုင်းတွေကအပြင်းထန်ဆုံးအဆိုးရွားဆုံးမြေငလျင်ဖြစ်တဲ့စံချိန်မှတ်တမ်းဝင်သွားခဲ့တဲ့မဂနီကျူ9.8အဆင့်ရှိတဲ့မြေငလျင်ကြီးကတော့မလုံရှားခင်3လ2024ခုနှစ်ဒီဇင်ဘာ25ရက်နေ့ခရစ်စမတ်နေ့ဝင်ကျင်ကစကိုင်းပြည့်ရွှေကျော်နဲ့ပတ်သက်ပြီးတော့စိုးရိမ်ရတဲ့အခြေအနေရှိကြောင်းသုံးသပ်ခဲ့ပါတယ်။ ဒီနောက်ပိုင်း၃လကြာမှာတော့တိုက်ဆိုင်ဆိုင်ဆိုင်ပဲမြင်းလင်းကြီးမှတ်လုံရှားခင်အချိန်၃ရက်ဝင်းကျင်ကကမ္ဘာပြည့်ရွေဒေတာတွေမှာမုံမမှန်ထူးခြားအခြေအနေတွေအားပြင်းပြင်းလင်းရှိလာနိုင်တာကိုတွေ့ရှိရပြီးတော့ကျူတီခံမှန်းသတိပေးတာတွေကို၃ရက်ဆက်တိုက်ဖော်ပြခဲ့ပေမဲ့မမြင်နိုင်ထိတွေ့ကင်တွေ့လို့မရတဲ့အင်အားလုံးတဘာဝဘေးကြီးကတော့ ၃လနဲ့၃ရက်အလွန်မှာမြန်မာပြည်တွင်စကိုင်းတိုင်းဒေသကြီးရေကားအင်းနယ်အမကဆိုင်ရွှာအနီးတနေရာကိုဗဟိုပြုတ်ပြီးတော့28ရက်၃လ2025ရက်နေ့ပြီးခဲ့တဲ့မွန်းလွယ်၁၂နာရီမိနစ်50အချိန်မှာပြင်းပြင်းထန်ထန်လှုပ်ရှားခဲ့ပြီးတော့နောက်ဆက်တွဲမြင်းလင်းငယ်တွေကလည်းဒီနေ့တိုင်အောင်အတော်မတက်နိုင်အောင်လှုပ်ရှားနေစေလည်းဖြစ်ပါတယ်ဒီအဆိုပါငလင်ကတော့မြမသမိုင်းတက်ရှောက်ဘလို့အခါမှမဖြောက်လို့မရတဲ့ကျေကွဲဝမ်းနေဖွယ်နေရတဲ့ကိုတစ်ဆက်တည်းဖြစ်ပေါ်ရှိခဲ့ပါတယ် နောက်နောက်မှာတော့အစိုးရငှက်လင်းလို့ပဲအဖြက်ဆွမ်းအပြင်းမြင့်လင်းတွေကိုပုံမထိရောက်တဲ့ခံမှန်းချက်တွေနဲ့ကြိုတင်အသိပေးဖော်ပြနိုင်ဖို့လဲဆက်လက်ကြိုးပမ်းသွားမှာဖြစ်ပြီးတော့မြင်းလင်းခံမှန်းချက်တွေဟာဘဲပြည်တွင်ပြပစာမျက်နှာတွေပုံကိုယ်ရဲ့သုံးသက်ချက်ခံမှန်းချက်တွေကိုမှအားကိုးအားကားမပြုပဲကိုယ်တိုင်လေ့လာချက်တွေးရှိချက်တွေအရာကြိုတင်ခံမှန်းတာဖြစ်ကြောင်းလည်းအသိပေးလာခဲ့တာဖြစ်ပါတယ်အားပြင်းမြင်ကလေးကြီးလှုပ်ခတ်ပြီးတဲ့နောက်သုံးသက်ချက်တွေထုတ်ပြန်မပေးနိုင်တဲ့အတွက်နားလေကြဖို့လဲထပ်မံမြစ်တာရက်ခံလာခဲ့ပါတယ် တဘာဝတရားထံချက်တလန်းတောင်အောင်လှူဆောင်ရမယ်ဆိုတဲ့ဆောင်ပုံနဲ့အညီချက်တလန်းနှောက်ကြနေတဲ့ငလျင်လှုပ်ရှားအပ်ပြီးဖြစ်ပြီးမှလေလေလှုပ်ခတ်မှုပုံစံအသေးစိတ်တွေဝင်ဝင်ဆာဆာချပြကပြည်ရဲသုံးသက်စမြုပ်ပြောင်းနေခြင်းကလည်းအခြေအနေသက်သက်သာဖြစ်ပါတယ်ဒီလိုသုံးသက်ချက်တွေကတော့အသက်ပြန်ရှင်မလာနိုင်ခဲ့ပါဘူးဒီလိုသုံးသက်ချက်တွေကတည်သောသူတွေအတွက်အသက်ကိုပြန်ရှင်မလာနိုင်တော့ပါဘူးလေလေလှုပ်ရှားမှုမဖြစ်ခင်ကကြိုတင်သိရှိနိုင်ဖို့ဆန်းဆောင်နိုင်ခြင်းကသာလူသက်ပေါင်းများစွာကိုအမှန်တကယ်ကယ်တင်နိုင်မှာဖြစ်တာကြောင့်ငြင်းငြင်းလှုပ်ခတ်ပြီးကမှလှုပ်ခတ်မှု ုပုံအကြောင်းအရာတွေဖြစ်နိုင်ခြင်း theory တွေဝေဝေဆာဆာချပြတာကိုပညာရှင်ဆက်ဆက်မပြုတ်လို့ဖြစ်ကြောင်းလည်းပဲအသိပေးလာခဲ့ပါတယ်။ကမ္ဘာမြေပေါ်မှာနေစဉ်အကျဉ်းရေတရာကျော်ပြင်းအားပမာဏ2အောက်ငြိမ်းလင်းလေးလှုပ်ရှားနေတာဖြစ်ပြီးတော့ဒါကိုလူသားတွေအားလုံးခံစားနိုင်စွာမရှိပါဘူး။မြင်းနေနေနေတိုင်းလှုပ်ခတ်နေပေမဲ့လူသက်အိုရင်စီးစိမ်ပျက်စီးနိုင်ပွဲရှိတဲ့အင်အားပြင်းပြင်းကြီးတွေနေစဉ်နေတိုင်းအချိန်တိုင်းလှုပ်ခတ်ခြင်းမရှိတဲ့ စစ်စာချစ်စိမ်နိုင်စွာရှိတဲ့လူသားတိုင်းအလွယ်တကူသိနိုင်ပါတယ်။ညီလေးခမန်းချက်တွေဟာကဘာမြေပေါ်ရပါရကမှသာလှုပ်ရှားလာလေရှိတဲ့အဆိုပါအင်အားပြည့်မြုံလင်ကြီးတွေပြင်းရ6ဝန်းကျင်နဲ့အထက်တွေကိုအဓိကရည်ရွယ်ခမန်းပြီးပြည်ရင်းမှာပြင်းရ၄ .3 ဝန်းကျင်နဲ့ညီလေးလေးအပောင်ဝင်ဖြစ်ကြောင်းဖော်ပြရင်းနဲ့မကြခင်မှာညီလေးချိုတင်ခမန်းချက်တွေကိုအလင်းသေးသလိုဆက်လက်ဖော်ပြပေးသွားအောင်မယ်လို့လည်းဆိုပါတယ်။